Hello ကျွန်တော်ရှာနေကိုအဆိုင်တစိုက်ကြီးကျူအပိနေကြတဲ့စိုင်းမွေးမိုက်ဆွေများအလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ရှာနေကိုဝင်ရကြီးကျူအပိကြလို့ကြီးစုတင်ပါတယ်ဝင်လာပြီဆိုရင် like share လုပ်ဖို့လည်းမမေ့ပါနဲ့နော် subscriber လုပ်ပြီးခေါင်းလုံးလေးကိုနှိုက်ပြီးအသစ်ပေးချက်တွေကိုလက်ခံရယူပါဒီနေ့မှာတော့ကျွန်တော်မိုက်ဆွေတွေကိုဒေတာကျဲမွေးမြူရဲ့အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်ချန်နယ်ကနေစိုက်မွေးအကြောင်းတွေကိုနေ့စဉ်တင်ဆက်မျှဝေပေးနေပါတယ်ကျွန်တော်ကတော့ထုံးစံအတိုင်းခိုင်မွေးဖြစ်ပါတယ်ခင်ဗျာ ခုမြင်နေရတဲ့ကြက်တွေကကျွန်တော်ကိုယ်တိုင်မွေးမြူထားတာမဟုတ်ပဲထိုင်းဖဲကမွေးမြူသူတွေပြောထားတာကိုအပန်းဆော့ထုတ်ဘာသာပြန်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ဒေသကြီးမွေးမြူခြင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေအကြောင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာပြောချင်တာတွေကတော့ဒေသကြီးတွေကိုဘာလို့မွေးမြူသင့်တာလဲ။ရှော့ကျဲမျိုးတွေကိုဘာကြောင့်မွေးမြူရတာလဲဆိုတဲ့အကြောင်းကိုပါဆွေးနွေးရအောင်ဗျာ။ ေသကျက်တွေမှာဘယ်လိုအသာချက်ရှိလဲဒေသကျက်မျိုးတွေအာမြင့်ချက်တွေကဘာလဲဆိုတာသိရှင်တော့ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုလိုက်ပါဓမ္မဆုံးအနေနဲ့ဒေသကျက်မျိုးတွေရဲ့ကောင်းကျိုးတွေကိုအရင်ပြောပြရှင်ပါတယ်အင်ကျက်တပတ်မဟုတ်ဒေသခံမျိုးကျက်တွေမွေးမြူခဲ့တဲ့အတွေ့အကြုံရပြောရရင်ပေါ့နော်မွေးမြူတာကမကြသေးပါဘူးခင်ဗျာတနိုင်ကြိုလာပဲရှိပါသေးတယ်ပြောရရင်တော့တနိုင်လာပဲရှိပါသေးတယ်အခုကျွန်တော်ဆမ်းမွေးခဲ့တဲ့အတွေ့အကြုံရပြောရရင်ဒေသကျဲတွေရဲ့အသာရှဲကတော့သူတို့ဟာ နေအိမ်ပန်းဝန်းကျင်မှာရာသီဥတုရှင်တွေကိုကောင်းစွာခံနိုင်ရရှိပြီးမွေးမြူရတာအရန်လွယ်ကူတာပဲဖြစ်ပါတယ်ရာသီဥတုကိုတော်တော်လေးခံနိုင်ရရှိပါတယ်ခင်ဗျာဘယ်လိုရာသီဥတုမျိုးမှမဆိုရာသီဥတုနဲ့လိုက်ရောညီထွေးပြောင်းလဲနေထိုင်နိုင်တဲ့ကြမ်းမှာပန်းစွမ်းကြရတဲ့ ဒီကျဲမျိုးကအစာကိုလွယ်လွယ်ရှာစားနိုင်တဲ့ဘာပဲကြွဲ့ကြွဲ့အကုံစားတဲ့အမွေးတောင်ကောင်းပြီးကြမ်းခိုင်တဲ့ကိုဘတာကိုအစာရှာနိုင်တဲ့ဒေသကျဲမျိုးတွေဟာရေမြေရာသီဥတုပတ်ဝန်းကျင်အရှင်နေနဲ့လိုက်ရုံညီတွေဖြစ်အောင်ပြောင်းလဲနိုင်တယ်။ဘဲတွေနဲ့အတူမွေးမြူတဲ့အခါမှာရံဖြစ်တာအနာတရားဖြစ်တာမျိုးလိုမျိုးဆိုးကျိုးတွေလည်းရှိနိုင်ပါတယ်။ဒါပေမဲ့ဒီဒေသကျဲမျိုးတွေမှာကောင်းတဲ့အရှက်တရှက်ရှိပါတယ်။အဲ့ဒါကတော့သူတို့ဟာဒေသခံမျိုးရဲ့စိတ်စိတ်တွေဖြစ်ရင်ပေါ့ ျွန်တော်တို့ဒေသမှာရှိတဲ့မျိုးရိုးတွေကိုပဲမွေးမြူပြီးမျိုးဆက်ပွားယူမယ်ဆိုရင်ဒီလိုမျိုးရိုးဗီဇမူရင်းရှိတဲ့ကျဲတွေဟာအရန်ကိုကြံ့ခိုင်ကြပြီးဒေသရဲ့ရာသီဥတုနဲ့လည်းအလွန်ရင်းနှီးကျွမ်းဝင်နေပါတယ်ဒါဟာဒေသကျဲတွေရဲ့အသာရှဲနဲ့ထူးခြားရဲ့တစ်ခုလို့ပြောလို့ရပါတယ်ကျွန်တော်မွေးမြူတဲ့အခါမှာတော့ကုန်ကျစရိတ်ကိုရှိုးရှားတဲ့နီလန်းကိုအသုံးပြုပါတယ်အစာကုန်ကျစရိတ်တဲ့တော့အိုက်ဆေးမြေရှူပြောင်းစားဖွေးနှုံတို့ကိုရိုးကျွေးပါတယ် ဒေသကြီးတွေကကြီးထွားနှုံးလဲမြန်နဲ့အစာကိုပိုကျွေ့ရင်အလဲချိန်လဲကောင်းတယ်ဒါပေမဲ့ဒီလိုမြန်မြန်ကြီးထွားတာကအရှောအရှဲတွေပေါ်လဲမူတည်နေပါတယ်ဒီကြောင့်ကိုဒီဗီဒီယိုမှာဆဲပြီးပြောပြပါမယ်ဒေတာကျဲတွေရဲ့ကောင်းတဲ့အရှဲတရှဲကတော့မွေးမြူရလွယ်ကူတာပါပဲ။ဘာအစာပဲကျွေကျွေအကုန်စားပါတယ်။နောက်ထပ်အရေးကြီးတဲ့ထူးခြားချက်တစ်ခုကတော့ကျွန်တော်ရဲ့နှိုက်ရှင်ချက်အရက်အသက်ဟာအရှဲကျဲမျိုးတွေထက်ပိုအရသာရှိတာပါပဲ။အသက်လုံးလာကနေလေးလက်အရွယ်လောက်ဆိုရင် တကီလိုဂရမ်ကနေ2ကီလိုဂရမ်လောက်အထိအလေးရှိရှိလာပြီးဟန်ရှဲဖို့အတွက်အတိုလေးကိုကောင်းမွန်ပါတယ်ဒီဒေသကျဲတွေကဒေသအတွင်းမှာအလွယ်တကူရှာဖွေလို့ရနိုင်ပြီးဈေးနှုန်းလည်းအများမမြင်ပါဘူးဒါတွေကတော့ကျွန်တော်ပြောပြခဲ့တဲ့ဒေသကျဲမွေးမြူရှင်ရဲ့အဓိကအတရှက်တွေပါပဲဒေသကျဲတွေကကောင်းတဲ့အရှက်တွေရှိသလိုအာနိရှက်တွေလည်းရှိပါတယ်အကုန်လုံးကတော့အကောင့်တွေရှိလို့မပြောလိုပါဘူးအဓိကအာနိရှက်ကတော့အောက်ဆုလိုက်အများကြီးမွေးမြူတဲ့အခါထိလို့မရတဲ့ပြဿနာတစ်ခုကတော့ အရှင်းရှင်းရံဖြစ်တာထိုးကျိတ်ခွာကြတာပဲဖြစ်ပါတယ်ဒါကဘယ်လိုမှထိရှုပ်လို့မရနိုင်တဲ့ပြဿနာပါဒါကအရန်ကိုပြဿနာကြီးပါတယ်ဒါအပြင်ကျဲဖက်တကောင်ကကျဲမတ်ကိုလိုက်နှောင့်ရှဲတာအရှင်းရှင်းရံဖြစ်ထိုးသန်းနေတာတွေလည်းရှိနိုင်ပါတယ်တခါတလေဆိုမျိုးလုံးထိခိုက်ပြီးမျက်စိကွေတာမျိုးတော့ဖြစ်နိုင်ပါတယ် ဒီလိုတာယာတွေကြောင့်ကြီးထွားနေတဲ့ကျဲကလေးတွေရဲ့ကြီးထွားနှုန်းကနှေးကွေးသွားနိုင်ပါတယ်ဒါကပထမဆုံးအနိုင်ချက်ပါပဲဒုတိယအနိုင်ချက်ကတော့အောက်ဆူလိုက်စုပ်ပြီးပြီးမွေးမြူတဲ့အခါသဘောအတိုင်းလွှမ်းမထားပဲမွေးမြူရင်ကြီးထွားနှုန်းကနည်းနည်းလေးနှေးကွေးနိုင်ပါတယ်အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေတည်းကတခုကတော့ကြက်တွေအသက်တလက်နှစ်လက်လားအရွယ်မှာအရှဲရှဲဆိုင်တာအမွေးတွေကိုနှုတ်ဆွေးတာမျိုးတွေရှိနိုင်ပါတယ်အဲ့ဒါကြောင့်အမွေးတွေကြွားကုန်ပြီးကြက်တွေရဲ့အမွေးတွေထိခိုက်ပျက်စီးနိုင်ပါတယ် ဒါကြောင့်အသက်တလက်နှစ်လက်ကျော်လောက်ရှိတဲ့တိုးတဲ့ကြည့်ထွားနေတဲ့ကျဲတွေအတွက်အစာအာဟာရကအရန်ကိုအရေးကြီးပါတယ်ဒီကာလကအရေးကြီးပါတယ်အမွေးတွေဘယ်လိုထိခိုက်လဲဆိုတာကိုလည်းသွားကြည့်ရအောင်ဗျာဒီနှစ်လက်ပေါ့အရေးကြီးတဲ့အရှင်ကာလကိုကြိုလွန်ပွားနိုင်ရင်တော့ကြည့်ထွားလို့မြန်ပြီးအမွေးအထွေလည်းမြန်လာပါလိမ့်မယ်အခုမြင်တဲ့အတိုင်းပဲဒီကျဲဖက်ရဲ့အမွေးတဲကတိုက်မလှပါဘူးဒါကအောက်စုလိုက်စုပ်ပုံမွေးထားတဲ့အတွက်ဒီလိုဖြစ်တာလို့ယူဆပါတယ် ကျက်မဲ့တွေကတော့လှက်ပါတယ်ဒါပေမဲ့ကျက်ဖက်ရဲ့အမွေးအတဲကနှေးကွက်နေပါတယ်ဒါဟာဒေသကျက်တွေရဲ့အာနိရှက်တစ်ခုပါအမွေးအတဲနှေးတာပေါ့ဒါကအာနိရှက်ပါပဲပြီးတော့အလဲရှင်1ကီလိုဂရမ်ကနေ2ကီလိုဂရမ်လာရပြီဆိုရင်တော့ရှဲရှဲရောင်းလို့မရသေးပါဘူးဖားတီတွေကဒီကျက်ဟာအမွေးအတဲဘယ်လိုရှိလဲပြေဆုံးမှုကြက်ခိုင်မှုဘယ်လိုရှိလဲအရှင်နေကောင်းရဲလားဆိုတာတွေကိုစိုက်စေး ရွေးချယ်ပါသေးတယ်ဒါတွေကတော့ဒေတာချက်မွေးမြူတဲ့အခါမွေးမြူသူတွေကြုံတွေ့ရနိုင်တဲ့အဓိကအားနည်းချက်တွေပဲဖြစ်ပါတယ်ခုပြောပြသွားတာဒီကတော့ဒေသကျဲမွေးမြူရေးမှာအာနိရှက်တစ်ခုအနေနဲ့ရှင်းနေတော့မှာပဲဒါကမဖြစ်ရှင်းနိုင်သေးတဲ့အာနိရှက်တစ်ခုပါဒီပြဒနာကိုဖြစ်ရှင်းဖို့နီလန်းနေရှားပွင့်နေကြပါတယ်နီလန်းရှားပြီးဖြစ်ရှင်းဖို့ကြိုးစားနေကြတယ်တချို့ကတော့ဒါဟာစိုက်ဖီစီမှုများလို့ဒါမှမဟုတ်အမွေးစိုက်တာလို့ပြောကြတယ်လို့တချို့ကလည်းဒါဟာ တဘောတဖို့ပဲလို့ယူဆကြပါတယ်ဒါမှမဟုတ်ကျွန်တော်ကသူတို့ကို ကြီးထွားတော့လိုတာတဲ့ပုံများအောင်အတင်းလုံးနေလို့ဖြစ်တာများလားဆိုတာကိုမရှင်းနိုင်သေးပါဘူးကျဲတွေအမွေးအတွက်ညှိ့ကွေးတာနဲ့ပတ်သက်တဲ့ဒီအာနိရှက်အတွက်ရှင်းလင်းရှက်ရှာမရသေးပါဘူးနောက်ထပ်အာနိရှက်တစ်ခုကတော့ကျွန်တော်မှာကျဲမန်းမျိုးနဲ့ကျဲဖန်းမျိုးတွေတူတူများများရှိပါတယ်ဒီလိုအကောင်များတဲ့အခါဘာဖြစ်လဲဆိုတော့အခုပဲနောက်မှာ ူတို့ရံဖြစ်နေကြတာမျိုးလည်းရှိပါတယ်ပြီးတော့သူတို့ကိုရှန်တင်းမှာလွှတ်တာတဲ့အခါဥဖို့နေရာအပိုက်တွေကအများကြီးမရှိဘူးဆိုရင်ပဲအာနေရှက်ကပေါ်လာပါပြီကျွန်တော်ကဘေကျဲကိုဘေးနေရာမှာဥခိုင်းမယ်ဆိုပြီးတန်တန်မှန်မှန်ခွေးမထားပဲအတူတူလွှတ်ထားပါတယ်ဘေးကျဲကိုဘေးနေရာမှာဘေးဥကျဲမှာအိုးလို့လောက်လို့လည်းမရပါဘူးသူတို့ဥရှင်တဲ့နေရာမှာဥကျပါတယ်အဲ့ဒီခါမှာတချို့ကျဲတွေဟာအရှာကျဲတွေကိုတွားပြီးဥပေကိုဖျက်ဆီးတိုက်ကြပါတယ်ဥပမာဥပေကိုစိုက်တာနဲမိနာမျိုးတွေလောက်တိုက်ကြတဲ့အတွက် ဥတွေပြည့်စည်ဆုံးရှုံးတာမျိုးဖြစ်စေပါတယ်ဒီတော့ကြည့်ရှုသူတွေအနေနဲ့ကျဲတွေကိုအများကြီးစုပေါင်းမွေးမြူမယ်ဆိုရင်အိုးဥဖို့နေရာဒါမှမဟုတ်ဥကျဲတွေကိုပြန်ကျဲပြီးနေရာများများမှာရှာထားတဲ့မှာတယ်ခင်ဗျာဒီလို location အပြည့်ကျွန်တို့ရဲ့ကျဲမဲ့တွေဟာနေတိုင်းအိုးဥမှာဖြစ်ပြီးအိုးတွေကွဲတာလူရဲတာမျိုးတွေဖြစ်လာမှာမဟုတ်တော့ပါဘူးအနေရှိအနေနဲ့ကတော့ဒီလိုရှိပါတယ်ခင်ဗျာ နောက်ထပ် online ရှယ်တစ်ခုအနေနဲ့အိမ်မွေးကျဲမွေးမြူသူတွေတတိထားရမှာကယောဂထင်းချောရင်းနဲ့ပတ်သက်ပါတယ်ဒါကတော့ကုဆေယောဂတွေပါပဲဒီကုဆေယောဂတွေဟာဘယ်နေရာမှာမဆိုဘယ်အချိန်မဆိုဖြစ်နိုင်တဲ့အတွဲအယံတတိထားရပါမယ်ဒေတာကျဲတွေကိုအများကြီးစူပေါ်မွေးမြူမယ်ဆိုရင်မိုက်ဆွေတို့အနေနဲ့ယောဂကာကွယ်ရေးနီလန်းတွေကို ရှာဖွေပြီးနိုင်ရှင်ရဲကိုလည်းအထူးအလေးထားဂရုစိုက်ရပါမယ် ကျက်ရှံနဲ့ပားရိပ်ခွဲတွေကိုနေ့စဉ်ပန်းရှင်ပေးရမယ်အစာတွေမှုတက်နေတာတွေကိုမကျွေးမိဖို့လိုတယ်ကျက်ရှံပန်းရှင်ရင်နဲ့အစာခွဲရိပ်ခွဲပန်းရှင်မုန်းကလည်းအရန်ကုန်မှအရေးကြီးပါတယ်ကျက်ရှံကိုပိုးပတ်ဆေးပုံမှန်ဖြန့်ပေးတာတွေရောအရေးကြီးပါတယ်အရေးတကအရေးကြီးဆုံးကတော့ကျက်ကလေးတွေကိုအရှိမီဆေးတိုက်ပေးပြီးကြိုတန်ကာကွယ်ဆေးတွေပေးပြီးယောဂမကြရအောင်ကာကွယ်ဆေးတွေထိုးပေးပြီးသင်ရှောက်တဆီရပါမယ်ဒီလိုစနိုက်တကြရှိမှကြက်ကလေးတွေကြီးပြက်လာတဲ့အခါမှာကျမ်းမာမှန်စွမ်းပြီး အနာဂတ်မှာဖခင်မျိုးကောင်းမိခင်မျိုးကောင်းဖြစ်လာစေဖို့ဒါမှမဟုတ်ရောင်ရှားမယ်ဆိုရင်လည်းပြည့်စုံတဲ့ကျဲမျိုးတွေရရှိလာမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါတွေကတော့ဒေသကြီးမွေးမြူရှင်ရဲ့ကောင်းကျိုးဆိုးကျိုးလေးတွေအကြောင်းကိုကျွန်တော်ရဲ့တနိုင်တာမွေးမြူရဲ့အတွေ့အကြုံရကျွန်တော်ရှာနေကိုစောင်းကျဲအပိကြီးရှုသူတွေကိုရှင်းပြပေးခဲ့တာပါခင်ဗျာဒီကျဲတွေကိုအမားကိုအသေးစားကြည့်မယ်ဆိုရင်မပသေးတာဒါမှမဟုတ် အနည်းငယ်ပဲပသေးတာကိုတွေ့ရမှာပါဒါကသူတို့ရဲ့သဘောပါပဲတလက်နှစ်လက်လား ထပ်ဆောင်ကြရပါဦးမယ်အဲ့ဒီခါကျရင်အမအပြည့်စုံပါလာမယ်လို့ထင်ပါတယ်ဒေသကျမွေးမြူရှင်ရဲ့အကောင့်ဆုံးအရှဲကတော့ကျွန်တော်အမြင်ရဆိုရင်ဒေသကျမျိုးစိုက်တွေဟာအယတအယံကောင်းသလိုဒေသရဲ့ရာသီဥတုနဲ့ရေတွေနဲ့ပတ်ဝန်းကျင်ကိုအလွဲတကူလက်ရွညီထွေနေနိုင်တာပဲဖြစ်ပါတယ်ခင်ဗျာယောဂါကိုအတူကိုခါနိုင်ရရှိတဲ့ဒေသတို့တော်ရေမြေတိုင်းမှာအကျန်းခံပြီးရှင်သာနိုင်ကြတဲ့ အစသားကိုမရွေးဘူးအစသားကိုလည်းလွယ်လွယ်ကူကူရှာပွဲစသားနိုင်ပါတယ်အလွဲတကူမွေးမြူနိုင်ပြီးမပူစားတတ်ပါဘူးအများကြီးကူဆိုင်နေကြမလိုပါဘူးသူတို့ရဲ့ပါမောင်အောက်ကောင်းတဲ့တောင်ပန်တွေကြောင့်တော်ရည်တရားဆံတွေရဲ့ရံကနေအလွဲတကူထွဲပြေးလွှမ်းမြောင်းနိုင်တယ်အစအနည်းငယ်ဖြစ်ဆက်ကျွေးယုံနဲ့သူတို့ရှင်သာနိုင်တယ်သူတို့အတွက်ရေနဲ့အစာကိုပြည့်စုံအောင်ပေးပြီးယောဂကာကွယ်ဆေးတွေကိုစလိုက်တကြပုံမှန်ပေးပြီးနေထိုင်ဖို့နေရာထိုင်ခင်းကိုစီစဉ်ပေးနိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ် ဆောင်းရသည်မှာမွေးမြူမယ်ဆိုရင်တော့သူတို့အိုက်တဲ့ကြက်ရှံနာမမဟုတ်နေရာမှာလေတိုက်ခတ်တာကိုကာကွယ်ပေးဖို့လိုပါတယ်လေတွေအများကြီးဝင်လာရင်ကျွန်တို့ရဲ့ကြက်တွေဟာအေးမင်းပြီးနေမကောင်းဖြစ်နိုင်တဲ့အပြင်ကုဆဲရောဂါတွေပါကျွန်တို့ရဲ့ကြက်ရှံထဲမှာပြန့်နှံ့သွားနိုင်ပါတယ်ဒါတွေကတော့ကျွန်တော်တနိုင်ကြိုကြာမွေးမြူလာခဲ့တဲ့အတွေ့အကြုံတွေကနေပြန်လည်မျှဝေပေးခဲ့တဲ့ဒေသကျင်းများရဲ့ကုံကျိုးစိုးကျိုးလေးတွေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တင်ပြခဲ့တာတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ ဒီနေ့ကတော့စိုက်မွေးမိုက်ဆွေများအတွေ့ကျွန်တော်ရှာနေကနေဒေသကြီးမွေးမြူရေးရဲ့အာနိရှေအာသာရှေကြောင့်ကိုကျွန်တော်တို့ရဲ့မွေးမြူရေးအတွေ့အကြုံရဲ့အမြတ်ဝတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုသူတွေထက်ကဒေသကြီးမွေးမြူပြီးအသေးမွေးဖို့ဒါမှမဟုတ်အပေါ်ဝင်ငွေရှာဖွေဖို့စဉ်းစားနေသူတွေမြေကွဲလေးတစ်ခုရှိပြီးမလုံရမှမသိစဉ်းစားမြတ်ဖြစ်နေသူတွေအရင်နီးလေးရှိပြီးသောသူတွေဆိုရင်ဒီကြဲမွေးမြူရဲ့လုပ်ငန်းကိုထိသွဲစဉ်းစားကြည့်ဖို့အကြံပြုရှင်ပါတယ်ဒါပေမဲ့မလောက်ခင်တေရှာလေးလာပါ တေချာလေးလာပြီးကျွမ်းကျင်ပြီးစုံမတ်ဆုံးဖြတ်ပါလို့အကြံပြုရှင်ပါတယ်ကျွန်တော်ရှာနေကိုဝင်ရကြည့်ရှုအားပေးကြတဲ့မိုက်ဆွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုအသိုက်တွေဆက်လုပ်နိုင်ဖို့အားပေးတဲ့အနေနဲ့ like နဲ့ subscribe လုပ်ပြီးခေါင်းလောင်းလေးကိုပါနှိပ်ထားပေးဖို့မမေ့ပါနဲ့ခင်ဗျာဒါမှကျွန်တော်ရှာနေကနေဗီဒီယိုအပိုက်တွေတင်နိုင်အသိပိရှက်ကိုအမြဲရရှိနေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကတော့ဒီလပါပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်